အဟောကောင်းပါရဲ့ကြည့်လို့ကောင်းပါရဲ့ဘုံမဆက်ခံကြိုက်ပါနဲ့อืมဘွေးကိုရမ်းကြိုက်တယ်လေရမ်းကြိုက်လို့လာကြည့်တာဘွေးငိုပါလေသူချိန်ပြီးရောလေအဲဘွေးငိုနေတဲ့ခံအဲရမ်းကြိုက်တယ်ကြိုက်နေတဲ့ပါခိုင်ကောင်ပန်းလေးပေးတဲ့အခန်းလေးတွေပါပိုကောင်းပါဂျင်းနူးပြီးတော့ငိုပြီးပါ ြည့်ပြီးလို့ပြောရမလို့ငငယ်တော့ဘွားကိုလေအပြန်ပြီးတော့အမှတ်ရလို့မျိုးပဲလုံးဝအရန်ကောင်းပါရဲ့လို့လာပြီးတော့ကြည့်ဖို့လည်းပြောချင်ပါရဲ့လို့အရန်ပြောတော့လို့လေထခုံတဲ့ပုံစံမျိုးကြီးနိရီးဆက်ဆာရလို့လေအဲ့လိုခန်းလေးတွေပေါ့နော်တော်ကြိုက်ပါရဲ့အခုပြောပါနဲ့ဆိုရင်ပါကျွန်တော်ကတော့ညည့်ရကြတယ် ။အဖိုးဖေကိုအဲ့ဒီကလက်လက်ကိုဒါနဲ့ချက်ပြီးတော့ဒါလည်းကိုရှင်းနေကတပင်းယူပြောတဲ့ဟာအဲ့ဒါခြိုက်တယ်။ချားကိုပြန်ပြောတတိယပေါ့။ဟာပေါ့နော်။ဟွာခင်မင်းတင်နေရာကြည့်မယ်ဆိုလို့ရှိရင်တော့တနာပါပေါ့နော်။သူ့ကိုမချစ်တဲ့သူ့ကိုမချစ်ခဲ့ရပါဘူး။တဲ့သူပြောင်းရွှင်တဲ့ခံလေးရယ်ပြီးရင်ဟုတ်မယ်ခံစားလိုက်ရတဲ့အချိန်မှာပေါ့နော်ဒါအဲ့မှာတော်တော်လေးကိုဝမ်းနေစရာလည်းရှိရပါဘောနော်ရည်စရာလည်းရှိရပါဘောနောက်ဆုံးမှာအဲ့ဒီကန်းကောက်ဝင်ကိုတူမဲ့ဖြိုးမဲ့အချိန်မှာပေါ့နော်သူက ။အနဲ့တည်းအချိန်မှာအလေးရကတုံးမလို့ခေါ်လိုက်တာအဲ့နင်းတော့ရီးရဲပေါ့နော်။သူအရန်ခံစားတဲ့အချိန်ပေါ့လေ။အဲ့လားတော့တပိပြင်းတော့ဟုတ်။အရန်တနာတဲ့အရန်ချစ်တဲ့ဖွဖွေးကိုပဲအခက်ဘလဲ။ကဲကောပင်အောက်မှာနော်။ကဲကောပင်အောက်မှာနောက်ဆုံးသူတို့ကြောင်းတက်ကလို့ကြောင်းပြီးဟိုဟာတက်တဲ့အချိန်လေ။ဒီအဒီညပဲ။ဈာနေတက်ပါလေရှင်။အရန်ကောင်းပါလေဟိုဖိုးဖွေးအဲ့ဒီကန်းကောင်ပင်အောက်မှာအဝသာစိတ်သာတိုက်တဲ့ကလေးပေါ့ဟုတ်ကဲ့ဝမ်းနဲ့ ဝင်းရဲ့ဟိုတဖက်တဲ့အချက်နေရာလေးအဲ့နေရာအဲ့နေရာတော်တော်ခံစားရရမယ်နော်ကြော်လေးကြော်ရဲ့အလိုဝဲနေလေးဝဲနေလေးကြည့်လို့တောင်းပါဟိုကျောင်းဝဆုံးနေတိုက်တဲ့အခန်းကြီးကြိုက်တယ်နှစ်ယောက်ဒီစရာဟာသာပြီးဇသိန်းပဲမကြိုက်ချင်အောင်ကိုကျင်းအောင်ဖွေးသောတာဖက်တဲ့ခံကြိုက်တယ်ဖူဝေရဲ့ကောင်းလေးပေါ်အရင်ချစ်တဲ့ဟာလေးကိုကြိုက်။နေရောင်ကြတယ်။နေကြတယ်ဒီကြိုက်။ဖူဝေကတော့တ िश ူတ िश ူတစ်ထောင်လောက်ကောင်း။ ခွေးဒီထက်မကအောင်မြင်ပါစေမခွေးရတဲ့အရန်ကြိုက်ပါတယ်အများနဲ့အားပေးပါတယ်ကိုလေကလေးတွင်တွင်ထွေလာတဲ့ချစ်သူလေးရဲ့ထွေလေးပါ